မင်္ဂလာပါရှင်ဒီနေ့မှာတော့ဆရာတင်မောင်မြင့်ရဲ့ဘာသာပြန်လက်ရာခေါင်းတစ်ပုဒ်ဖြစ်တဲ့ခန်းစည်းဆိုတဲ့ဝတ္ထုတို့ကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်နားဆင်ခံစားပေးကြပါအောင်ရှင်ခန်းစည်းချောက်ဒရီပီယာဘုရှ်၏အဖိုးသည်အကောက်ခွန်ဌာနအင်စပက်တော်ဖြစ်၏ သူသည် စီးပွားရေးခြောင်လှယ်သူဖြစ်၍အင်္ဂလိပ်တစ်လုံးစောင့်နိုင်ခဲ့သည်။ပါးများကိုပညာသင်ပေးနိုင်ခဲ့သည်။အကြီးကဖေဇယ်ကွာဘန်ဆယ်တန်းအောင်ပြီးမိရထားဌာနတွင်ဆေးရီအလုပ်ရသည်။အငယ်ကောင်အီလာဟီဘုရှ်လည်းစားရိုက်တွင် အလုပ်ရသွားသည်။ချောက်ဒရီသည်ပါးများကိုအတီးတီးမိမ့်မပေးစားပြီးအဖိုးဘဝကိုကျေနပ်စွာခံယူနေ၏။သောသော တားတွေရာဓုထန်တန်ဒရမတိုးပဲ30စား40စားဘဝကမတက်သေးကိုတော့မကြေနပ်ဒီတော့အဘ6ဒရီဒီငငယ်ကရွှေထီးဆောင်းခဲ့ဘူးဒီဘဝကို ပြန်လဲတန်တာတက်သည်ဒုခိတုံးကဆို ခုနှစ်တန်းအောင်ရင်ဝန်တော့ဖြစ်နိုင်တာကွခုတော်များဆယ်တန်းသမားတွေတောင်အင်္ဂလိပ်စာအလွန်တော်ပါမှစည်ရင်အလောက်ကိုအနိုင်နိုင်ရဲ့ ပြီးတော့လဲဆရေးဘဝနဲ့ပဲအယိုးဆေးသွားရောခစ်ကို မကြေမချမ်းနှစ်ပင် အဖိုးကြီးချောက်ဒရီ ကွယ်လွန်သွားခဲ့သည် သို့သောအလာရှင်မြတ်ဤကျေးဇူးတော်က ကြီးမားလှပီသည်ပါးများလက်ထက်တွင် လုပ်ငန်းကိုင်ငန်းမတိုးတက်တော်လဲသားသမီးယရနာတွေပွားစီချမ်းသာလာလေ၏ဖေဇဲကွာဘန်ကตาလေးရောက် သမီ300အီလာဟီဘုရှ်ကတာလေးရောက်သမီ200ချောင်ဒရီညီကိုကသူတို့အင်္ဂလိပ်ကို ဟော်နန်ဟုတင်စားခေါ်ဝေါ်လေးရှိ၏အိမ်မှာအလုံးအခန်းနှခန်းသာပါသည် အတွင်းကအမျိုးသမီးစာအပြင်ခန်းကအဖိုးကြီးမသေးမီဆေးတံရှိကြီးခဲပြီးတနေကုန်ထိုင်နေသည့် အမျိုးသားစာအဖိုးကြီးဆုံးသွားပြီးနောက်ပိုင်းမိသားစုက ပုံများလာသည် ရှေ့ကန်းကိုပိုင်းပြီးခန်းစည်းကာ၍အခန်းဖွဲလာရတော်၏တို့မှလည်းလူမြင်လို့ကောင်းမည်ကိုခန်းစည်းမှာသူတို့အိမ်အတွက် အရေးကြီးဆုံးဖြစ်၏ဒီတော့ကော်စောအဟောင်းကြီးသည် အလွယ်တကူခန်းစည်းဖြစ်သွားလေသည်ကွယ်လွန်သူအဖိုး၏မိများလက်ထက်တွင်အိမ်ကလေးမှာကြောက်တဲ့ကြွဲသိပ်ဖြစ်လာသည်တယောက်ပြီးတယောက် အလျို့လျို့အိမ်အောင်ရက်သားကြကုန်သည်မဟုတ်လားဒီတော့တချို့မှာနေရာရှာ၍မဖြစ်တော့သည့်အခြေသို့ဆိုင်လာသည်အီလာဟီဘုရှ်ဤသားကြီးကဆယ်တန်းအောင်ပြီးစာရိုက်တွင်ပင်တလ20စာအလောက်ရသည်ဒုတိယကောင်ကဆေးရုံတွင်ဆေးဆက်သမားတတိယကောင်ကစာတော်သည်ပညာတော်တင်ဆူရသည် အလဲတန်းအောင်ပြီးနောက်ရွာတရွာတွင်ကျောင်းဆရာအလောက်ရသည် အငယ်ဆုံး Chaudhrypia Bush အလှဲ့တွင်မူလရန်ထပ်ပို၍မထားနိုင်တော့။ကျောင်းလှကတွေမြည်လာသည်။စာအုပ်ဈေးတွေတက်လာသည်။စာရေးကရိယာဈေးတွေခေါင်ခိုင်လာသည်။အဖေတယောက်အနေဖြင့်ဘာမှမတက်နိုင်တော့သည့်အခြေအနေ။မြည်တော့ပင်ဖြစ်စေအချိန်တန်တော့ Pia Bush လည်းမိန်းမတော်ယူဖြစ်သည်။ကြကြမဆောက်လိုက်ရပါဖျားသခင်ကုံကျေးဇူးကြောင့်လဲသူဒီ အားတဲ့အဖေဖြစ်လာပြန်၏ပီယာဘုတ်သည် မျိုးရိုးကောင်ကိုထိုင်တိုင်လို၍အလောက်ကြံလောက်ဖို့စိတ်မကူပဲစီဇတ်တစ်ခုတွင် အလောက်ဝင်သည်ယာဒီလာကတလ12ကျပ်ဖြင့်အိမ်တော်တစ်ခုကိုမြည်တို့မြမဖန်နီးနိုင်မှာသို့တော်အခြေအနေရအိမ်ငားရတော်သည် တလ2ကျပ်ဖြင့်မိသားစုကြောချစရာတဲအိမ်ကလေးတစ်လုံးရသည် အောက်တန်းစာပြန်ကြအလုတ်သမားရက်ကွက်တွင်ဖြစ်၏ချင်းတယုံယုံရင်တတော်တော်နှင့်အိမ်ရှိဒိုဘီသမားအိမ်မှအဝတ်ပောင်အိုကကော့စတစ်ဆိုတာနဲ့တထောင်ထောင်ညာဘက်တွင် ဖနက်ဟောင်ချုပ်သည့်တဲအိမ်များရှိပြီးဘယ်ဘက်တွင်ပခုံးထမ်းအလုတ်သမားတွေနေကြသည် သူတို့ရက်ကွက်တွင်ကျောပေါ်အင်ကြီးတင်နိုင်ပြီးတေစာရှင်စာဖတ်နိုင်သူမှာပီယာဘုရှ်တယောက်သာရှိ၏ပြီးတော့ သူတို့အိမ်ဒီရက်ွက်ထဲတွင် အခမ်းနာဆုံးအဝင်တကားပေါက်တွင် ခန်းစည်းကာထားနိုင်သည်လေအားလုံးကပီယာဘုရှ်ကိုတလေတစားဆက်ဆံကြသည်ပီယာဘုရှ်အိမ်မှအမျိုးသမီးများသည် အလွန်ပိုင်းကောင်းကြောက်ဖြစ်ရှိကြသည်ဘယ်တော့မှအပြင်သို့ထွက်တီးကိုမတွေ့ရပီယာဘုရှ်ကတော်ကိုဖျားသခင်ကမိန်းကလေးတွေပေးသနာတော်မူ၏ပီယာဘုရှ်၏သမီးများသည် 6နှစ်9နှစ်အထိသာလမ်းမော်ရင်ကစားပြီးနောက်ပိုင်းတွင်အိမ်တွင်ပုံညာသည်သာမနက်တိုင်းပီယာဘုရှ်ကိုတိုင်းရေဆွဲသည်လောက်သက်15နှစ်ရလာပြီလစာမှာတဆက်နှစ်ကြက်မှ20ဖြစ်လာပြီဖျားသခင်ကလည်းယရနာများပေးတနာနေစေ15နှစ်အတွင်းတမီ3ယောက်တား2ယောက်ထွန်ကားခဲ့၏ပီယာဘုရှ်တယောက် မနှဲယုံကန်လှောက်ရှားနေရ၏ရန်ဖန်ရန်ကကလေးတွေကဖျားကြနာကြသည်ကလေးတွေမဖျားလျင်မိန်းမကခြူကြသည်ဆရာဝန်ခြေကြွကနှင့်ဆေးဘိုးကထောင်လှပြီးစီဇတ်အလုသမားများဤလာကထောက်ရက်မှာလဇန်9ရက်ဖြစ်၏ဘသူမှပဆန်ကျူမတောင်းရဲကြစပ်ပိုင်ရှင်ကသောသပုံထားတတ်သည်ဒီတော့ ငွေလိုလျင်အိမ်သုံးပစ္စည်းကလေးများကို အပေါင်ဆိုင်ပို့ရ၏အပေါင်ဆိုင်ကတကြက်တန်သည့်ပစ္စည်းအတွက်ငားမူဝဲပေးသည် အတိုးတက်လာတော့တကြက်တန်သည့်တကြက်မကတော့ဤသို့ဖြင့်အပေါင်ဆိုင်ရောက်တော်သည့်ပစ္စည်းသည် ပြန်လာရိုးထုံးစံမရှိတော့ပေသို့သောဒီရက်ွက်တွင် လူယိုသေးရှင်ယိုသေးဘဝကိုတော့သူဆောက်ကင်ထားနိုင်စေ။ပောက်ပြဲဆုပ်ပြဲနေသည့်တိုင်တကားပေါက်ကိုခန်းစည်းတတ်နိုင်သည်မှာသူ့တအိမ်သာရှိသည်မဟုတ်ပါလား။ဆောက်ပြဲပြတ်တက်နေပြီဖြစ်သည့်ခန်းစည်းစရသည် လေဝှေ့တွင် တစားစီပြတ်တော့မည်ဆိုလျင်အတွင်းမှမှလက်ကလေးတွေပေါ်လာပြီးဆွဲဆင့်ထားတတ်သည်။တဖြည်းဖြည်းနှင့်တကားပေါင်တွေဆွေးမြေလာပြီး အိုင်ရှင်ကလှဲ့မကြည့်ဒီအတွက်ပြင်ပေးဖို့ပီယာဘုတ်တောင်းဆိုတော့အိုင်ရှင်ကတယော်သောလေတံဖြင့်မင်းငုံငါတလားနှစ်ချက်ထဲနဲ့ငါထားတာဘလို့လောက်ပြီးပြင်ပေးနိုင်မလဲအဲ့ဒီနှစ်ချက်ကမင်းမှန်မှန်ပေးလို့လားမနေချင်ရင်ဆင်းသွားလေတညတွင်တကားရွက်ကြီးသည်ပတ်တာမှပြုတ်ကြသွားတော့၏ပီယာဘုတ်သည်ချက်ချင်းကောက်ယူလိုက်၏ ။တကားပေါင်တွင်အตาပြန်ထည့်ထားသည်။တခိုးတက်မှဆိုပြီးတညလုံးအိမ်မပြော။စင်စစ်တခိုးတက်ရန်ထက်သူပိုပြီးစိုးရိမ်သည်မှာသူ့တိုက်ခါကိုထိပါမြည်ရေးဖြစ်သည်။တကားမရှိတော့သောတကားပေါင်မှခန်းစည်းသည် သူ့ဤတိုက်ခါကို နောက်ဆုံးအကာအကွယ်ပေးနေသည့်မဟာယန်တရားကြီးပေသည်။တညတွင် မောင်းနိုင်ကြသည် ခန်းစည်းစအစိမ့်စိမ့်မွားမွားဖြစ်သွား၏မိုးလင်းတော့ကော်စောစုတ်တဲ့အစားတက်ပြီးသားဖြစ်နေ၏နောက်ဆုံးကြံရှိသည့်မိမေဘွားမေကော်စောစုတ်ကြီးအိမ်နီးချင်းတွေကဝမ်းပျော်ကြသည်ဆရာရဲ့ဒီလောက်ကြက်တဲရှားပါနေချိန်မှာ ကော်စောကြီးကနှမျောစရာဗျာဈေးထဲမှာတလပတ်ဖြစ်ဖြစ်ဂုံဒီစဖြစ်ဖြစ်ဝယ်ပြီးခန်းစည်းချောက်လိုက်ပါလား ာလဘတ်ဈေးကို သူအကြင်ကြင်မေးပြီးပြီမတက်နိုင်၍မဝယ်ချင်းဖြစ်၏တာလဘတ်အဟောင်းနှစ်ခိုင်းအတွက်ပတ်ဆက်ငါးမူသူမတောင်းနိုင် သူကရယ်ပြီးပြန်ဖြေသည် ကိစ္စမရှိပါဘူးကျွန်တော်တို့မိသားစုကအစင်လာရှိတယ်ကော်စောကိုပဲခန်းစည်းလုပ်လေးရှိတယ်ဗျမိုင်းမနှင့်သားသမီးများ၏အဝတ်အစားများသည်စောက်တီထပ်ဆောက်လာပြီး လကမှဂျုံနဲ့ကြော်စားဖို့ပင် အလျင်မမီတော့အဝတ်စားဝယ်ဖို့စိတ်တောင်မကူရဲပဲသူ့ကိုယ်ပေါ်မှအင်ကြီးနှစ်ပေါင်းမီမှအဖာတရာထက်နေပြီသို့တော့နောက်ထပ်ဖာဖို့လုံနေစေပင်ဒုတိယတမီမွေးကလေးကချွေးမကိုပြုစုရန်ဟူဆိုက အမေရောက်လာခဲ့၏အဖွားကြီးကိုဘယ်သားကမှ ပြန်မခေါ်ကြတော့ဒီတော့ ้าทွေးไอ๋นวยอพวาจีตะตัดลงปองตินนี่ดออิลูมวยตะหยอกชุฉ่องจะลาบีโซลิงตูอิมีโคอาทายาดีงวยရှင်จี้ရှင်ดาဖြစ်อิดุติยะตาบารัตโกมวยดอบาบราลีคันเนี่ยมะงวย400จัดชี้อยู่แค่ยาดิบาบราลีคันมาတရက်ကွက်လုံးအားထားနေရသည့်ကဲ့တင်ရှင်ကြီးဖြစ်၏ ်အလွန်ရက်စက်သည့်အတိုးကြီးစားတွေးဆောက်ကောင်းကြီးမှန်းပီယာဘော့ရှ်သိပါ၏သို့သော မချေးမဖြစ်သည့်အခြေအနေမှုငွေလေးချက်ကို25ရာခိုင်နှုန်းအတိုးဖြင့်၈လခွဲဆက်ပါမည်ဟူသောပြည်ညာဖြင့်ခြေလာရ၏ခုနလအထိ အတိုးစီမံကိန်းအတိုင်းဆန်နိုင်ခဲ့ပါသည်သို့သော အထမမြောင်လတွင်ဆန်စည်းထိုးတက်သွားသဖြင့်ဘလို့မှမဆန်နိုင်တော့ ဘာဘရာလီခန်းရောက်လာပြီး အတင်တောင်းသည် နောက်လာတွင်မပြတ်မကွက်ပေးပါမည်အကြောင်းဖျားသခင်ကို တိုင်တယ်ပြောသည်ကြာတဲ့သည့်အတိုးကိုလည်းထတ်ဆောင်ပေးပါမည်ဟုတောင်းတပန်ပန်ပြောသည်ဒီတော့မှကျေနပ်ပြီးပြန်သွားသည် နောက်လာတွင်ပီယာဘိုအစ်အခြေအနေမှာပိုဆိုးလာသည် မိမက အားနေသည့်ထက်နေလာသည် ဂျုံနှစ်လောက်တိချပါသည်ကိုကျွေးရမည်ကင်ဆိုင်လာသည်ဂျုံစေးမှာရွှေစေးတမျှဖြစ်နေ၏တပတ်လုံးလုံးသူတို့မိသားစုမငတ်ယုံတမဲကလေးစားနေကြရ၏ရန်ဖန်ရန်ခါဟင်းရွက်ပြုတ်နှင့်ဆံပြုတ်ရေကျဲကိုသာလွေးနိုင်သည်ကျွေးဆက်ဖို့ဘလို့မှစိတ်မကူနိုင်တော့လာကထောက်သည့်နေ့တွင်အလောက်ယုံမှအပြန်တွင်ဈေးထဲဝင်ပြီးကြောင်ဝယ်သည် ကျွေးရှင်ကိုဆက်ဖို့ချိန်ထားသည်နှင့်ကျွေးရှင်ပြန်သွားချိန်လောက်တွင်မှအိမ်သို့ပြန်လာ၏သူချေလန်းတွင်မှလေးလံနေကိုနေပြီငတ်နေသည့်ကလေးလေးယောက်နှင့်နှုတ်မြတ်နေသည့်အငယ်ဆုံးကလေးကို မြင်ရောက်နေ၏အာဟာရဓာတ်ပြည့်နေသည့်ဖြစ် စိုက်ကြောင်ခြောက်ခြားဖြစ်နေသော အမေမျက်နှာသည်လည်းသူမြေလုံးတွင်တရစ်ဝဲဝဲလဲနေသည်ငါဒုက္ခတွေကို အလားရှင်မြတ်တည်ပါတယ်။ကိုရော်ရဲ့အလိုအတိုင်းမော်လေးဟုတွေးရင်ကြောက်အားပူလာသည်။ညကမတွေ့သဖြင့်ဘာဘရာလီခန်းသည်မနက်အစောကြီးပေါက်ချလာသည်။ပီယာဘုရှ်သည်လည်းတညလုံးအိမ်မပြောကျွေးရှင်ကိုဘလို့ပြောရပါဟုစဉ်းစားရင်းမိုးလင်းသွားသည်။ကျွန်တော်တို့ဆက်ယုံပိုင်ရှင်ခရီးထွက်သွားတာ၄ရက်ရှိပြီ။ဒါကြောင့်လကထုံမရလို့မပေးနိုင်သေးတာပါဗျာ။ ရရချင်းကျွန်တော်လာဆက်ပါမယ်ဆရာကြီးရဲ့သူ့အကြောင်းပြချက်မှာခိုင်လုံလှသည် သို့တော့ဘာဘရာလီခန်းကလက်မခံငါတနေတကြီးကနေဒီရလာနေတာငါပစံတွေကိုအလဟတ်သက်ပေးကမ်းပြဖို့မဟုတ်ဘူးကငါလဲငါမိသားစုကိုကျွေးရအောင်မယ်လေးရအတွင်းမင်းမဆက်ရင်မင်းကောင်းကောင်းကြီးဒုက္ခတွေ့ပြီးသားမှဟုတ်ကျိန်အော်ဟစ်ကျိန်မောင်းပြီးပြန်သွားသည် ြင်စမမြောင်နေ့တို့ရောက်တော့လဲသူ့လက်ထဲတွင်တပြားမှမရှိစထမမြောင်နေ့သည်ကံအားလျော်စွာတနင်းငွေနေ့ဖြစ်၏အလောက်ပည့်ရဖြစ်တော်လဲအိမ်မအစောကြီးလစ်ထွက်ခဲ့သည် မိတ်ဆွေပေါင်းသင်းများအိမ်တို့လမ်းကြုံဝင်လာသလိုပုံစံဖြင့်ထွေရလေးပါစကားပြောရင်းငွေစကလေးအနေငယ်ချေးချည်သည် စကားမဆက်ပြပတ်ဆက်၅မှတ်လောက်များမလွယ်ဘူးလားလွင်တပတ်လောက်လှည့်စမ်းပါ မထင်မဲနဲ့သုံးစရာကလေးပေါ်လာလို့သို့တော့ပဒုစီကမှမရတပုံစံနဲ့တော့အဖြေကိုသာကြားရသည်အခုချိန်မှာငွေပုံငွေရှန်ရှိတဲ့သူဟာ အလွန်ကုသိုလ်ထူးတဲ့လူပေါ့ဗျာဤသို့ဖြင့်တအိမ်ဝင်တအိမ်ထွက်သွားရင်မိုးလွယ်ပိုင်းသို့ရောက်ခဲ့သည်အိမ်ကိုပြန်ဖို့ပီယာဘုရှသူ့ကိုယ်သူအတင်းလိုက်ဤကျွေးရှင်ဘာဘရာလီခန်းတနာယီခန့်ဆောင်နေကြောင်း အောင်ဟစ်ဆဲဆိုသွားကြောင်းသိရသည်ခန်းစည်းတွဲမှဖွားကြီးကတားဖြစ်သူငွေရှာထွက်နေကြောင်းပြောတော့ဘာဘရာလီခန်းကအဲ့ဒီခွေးသားအခန်းထဲမှာပုံနေတာပဲဖြစ်ရမယ်နောက်၄နိုင်ကြိုင်ကပြန်လာခဲ့မယ်မင်းကိုတတ်ပြီးမင်းရဲ့အရေးပြားကိုဈေးထဲမှာချရောင်းမယ်ဟုတ်ပြောပြီး ပြန်သွား၏သူပြောသည့်အတိုင်း၄နိုင်ကြာတွင် ပြန်ရောက်လာသည် ဟဲ့ကောင်ချောက်ဒရီပီယာဘော့ရှ်လက်ထဲတွင်ကင်လာသည့်တောက်နှင့် ခန်းစည်းကိုလှမ်းရိုက်ပြီးကြောက်မက်ဖွယ်ချင်းကြောက်တဲ့နှင့်អော်ခေါ်လိုက်သည်လိုက်ပြလွင်မတက်ကြောက်ရွံ့နေတော်လဲပီယာဘုတ်သည် လေးလံသောခြေလမ်းများဖြင့်ထွက်လာခဲ့ရ၏ခွေးသားမင်းငါ့ကိုပုံနေတယ်ပေါ့လေကျွေးရှင်ကအယုတ်တအနတ္တစကလုံးဖြင့်ဆယ်ရည်တိုင်ထွား၏ပီယာဘုတ်က ခြေတလုံးဖတ်ပြီးတောင်းမှန်သည်ဤသို့တောင်းမှန်လေလေဘာဘရာလီခန်းတော်သားထွက်လေလေအိနီနာချင်းတွေကဝိုင်းအောင်ပြီးကြေးကြသည် မင်းမပေးနိုင်မဲဘာဖြစ်လို့ငွေချေးတယ်လဲသူ့အတန်းမှာမိုးချုံတိနဲ့လက်ကင်တော့ကို မြေကြီးသို့ထောက်လိုက်သည်ဘယ်မလဲမင်းလာက ခွေတောင်စာခုမှလာပြီးငါ့ကိုမြေရေကန်ထိုးမနေနဲ့ခန်းစည်းကိုတောင်းနှစ်ထိုးပြီး မလို့ချင်ဘူးမင်းမိုင်းမရဲ့လက်ဝတ်လက်စားတွေငါယူမယ်မရှိရင်အိုးခွက်ပကံတွေကိုတိုင်းမယ်ငါပစံတော့အဆုံးမခံနိုင်ဘူးဘာရရယူရမှာပဲချာဒရီဘုတ်ဒီလက်နှစ်ဖက်ကို ကောင်းငင်တိုးဆက်တမ်းပြီးဖယားသခင်ကို တန်တာပြန်ဤသူ့တွင်ငွေလည်းမရှိအိုးခွက်ပကံလည်းမရှိပေးဆက်စရာအဝတ်အထည်လည်းမရှိကြောင်းတိုင်တယ်ပြောဆိုသည်ကျွေးရှင်အနေဖြင့် ူပြောတဲ့အတိုင်းမိမိအသက်ကိုတတ်ပြီးအရေးပြားကိုဈေးတင်ရောင်းချင်လဲရောင်းမှာကျွေးဆက်ရန်ကမတန်နိုင်တော့ဘီဟေးခုမှဖျားတာမနေနဲ့မင်းအရေးပြားကိုငါကဘာလို့ရမှာလဲဖနှက်ချောက်လို့လည်းရတာမဟုတ်ဘူးဟောဒီခန်းစည်းကမှငါအတွက်တောင်းကြချင်ကြအောင်မယ်ပြောပြောဆိုဆိုဘာဘရာလီခန်းကခန်းစည်းစာကိုတအားဆောက်ဆွဲလိုက်သည် ခန်းစည်းပျောက်ကြလာသည်နှင့်ချောက်ထရီဘုတ်သည်လည်းမြေကြီးပေါ်သို့လဲပြိုကျသွားတော့၏အဖြစ်ပြက်ကိုလမ်းပေါ်တွင်ရက်ကြည့်နေသူအလုံးဟာကနေဖြစ်သွားသည်ချောက်ထရီဤအမေစနီးနှင့်တမီးများသည်တစုံတယောက်ကသူတို့၏အဝတ်တွေကိုဆွဲချွတ်လိုက်သည့်အလားအခန်းထောက်တွင် စုပြုံတိုးဝှေးနေကြသည်စင်စစ် သူတို့အဆက်ကို အကာအကွယ်ပေးထားသည့်တခုထဲသောအဝတ်မှာခန်းစည်းကိုယ်စောဟောင်းကြီးသာမဟုတ်လားရက်ကြည့်နေသူအလုံးမျက်နှာလွှဲလိုက်ကြသည်ဘာဘရာလီခန်းကခန်းစည်းကိုပြစ်ချလိုက်ပြီးထွေးကနေတတွေးထွေးလိုက်သည်ဖယားဖယားဆတ်ဆောက်ယွန်ရှာဝဲကောင်းလာပါကလားဟုတ်စိုက်ပြက်လက်ပြက်ညီးတွားလိုက်၏ချက်ချင်းလူစုကွဲသွားသည် ပီယာဘုတ်တတိပြန်ရလာတော့ခန်းစည်းကိုစောစောကိုတကားဝတွင် ပေါင်လျက်သားတွေ့ရသည်သို့တော့ပြန်တက်ခြင်းဆိုင်မရှိတော့မလို့တော့ဘူးထင်ပါတယ်လေတင်မောင်မြင့်